မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့ပြီးတိုင်းပြည်အာဏာသိမ်းပြည်သူတွေကိုတတ်ဖြတ်ခဲ့တဲ့စစ်ကောင်ဆောင်ဟာရုရှားသမ္မတပူတင်နဲ့တွေ့ရမှာတော့ဝစ်တွားခရနေရတယ်လို့စောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာသမ္မတပူတင်နဲ့မတ်လ၄ရက်နေ့မှာတွေ့ဆုံခဲ့ကြပါတယ်။အဲဒီလို တွေ့ဆုံချိန်မှာအင်ဒရီမထိန်နိုင်အောင်ဖြစ်နေတဲ့စစ်ကောင်ဆောင်ရဲ့လုပ်ရက်တွေက မြန်မာနိုင်ငံအတွက်တိတ်ခါကြစရာတွေဖြစ်တယ်လို့ဝေဖန်သုံးသပ်မှုတွေလည်းရှိနေပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာနိုင်ငံတကာယာစွတ်တရားရုံး ICC ကဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်လို့မြန်မာစစ်ကောင်းဆောင်ဟာလည်းအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။ရသော်ပြာဗာပြန်ပြောတဲ့သုံးမကျွမ်းမင်းကဘုဒ္ဓတတရာတကယ်2002ကျော်ရက်ကမှာပါပမင်းတို့တဲ့မှာ တိုးဆောင်လူမျိုး၁၂မျိုးနဲ့မှာရုရှားလူမျိုးရဲ့အေဂရမင်းဖြစ်လာလိမ့်မယ်လို့ပြောတယ်။လက်နဲ့အတက်ပညာမှာတစ်ဖက်ကတက်ပြီးတော့မှအတူမရှိတဲ့လက်နဲ့ဝိဇ္ဇာအေဂရတဘာဖြစ်ပြီးမြန်မာဘရင်မြေပြတ်တို့နဲ့ကြည်ကြည်ရင်းနေတဲ့မဟာမေးစီတွေဖြစ်လာမယ်လို့ဗျာဒီစကားပြောခဲ့။အာအဲ့တခွေးတွေကသူတခင်းနဲ့တို့ရင်အမီလေးနှံ့ပြီးတော့အဲ့ပုံနာပေါ့ဗျာအမီလေးနှံ့ပြီးတော့တခင်းတခင်းကြီးကပါလိမထင်းနေကလေးနဲ့ကြာလာမလားပါလိမကြာသူပုံနာက အဲ့လိုဖြစ်နေအိမ်ကြီးမရဘူးပေါ့ဗျာအိမ်ကြီးမရဘူးပေါ့နော်အိမ်ကြီးသိက္ခာမရှိဘူးတီဗီနေမရှိဘူးသူ့တင်ပုံနဲ့သူ့ပုံနဲ့ကိုကြည့်လိုက်လေဟိုကဘလောက်တည်ငြိမ်လဲသူ့မှာဗျာရခတ်ပြီးတော့ကိုယ်အမိနှံ့လို့ဖြစ်နေတယ်ဆိုတာအဲ့ဒါကတော့တော်တော်လေးဟိုပေါ့ဗျာအောက်ပြည်သူတွေကျွန်တော်တို့သူကိုယ်ပိုင်ကိုယ်ပြည်သူတွေကြတော့ရင်းရင်းဆက်ဆက်တတ်ဖြတ်နေတဲ့လူတက်မှာမျက်နာနဲ့ဘာမှမဆိုလှုပ်ရဲတယ်ပတ်ရဲတယ်ဆိုတဲ့မျက်နာအပေါက်မျိုးနဲ့ အဲ့ဒီတခင်တွေ့တဲ့အခါမှာခွေးကအမီးနဲ့တဲ့ပုံစံလေးဟာဟင်ခွေးကတခြားပြီးဖြစ်နေရာကျွန်တော်တို့တော်တော်ကိုအဖြစ်သေးတယ်ဗျာဟုတ်လားနော်ရုရှားသမ္မတဟာယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဒီမိုကရေစီနိုင်ငံတွေရဲ့တည်တင်ဒဏ်ခတ်မှုတွေကိုကြုံနေရသူဖြစ်တယ်လို့အာနာသိမ့်ပြီးပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့မြန်မာစစ်ကောင်းဆောင်ဟာလည်းနိုင်ငံတကာရဲ့ဖယ်ကျင်ဒဏ်ခတ်မှုကိုခံနေရသူဖြစ်ပါတယ် ီလိုမျိုးနိုင်ငံတကာအလဲမှာအထူးကြံမှုတွေကြုံတွေ့နေရတဲ့စစ်ကောင်းဆောင်အတွက် ICC ဝရမ်ပြည်တူဖြစ်သူတမရပူတင်ရဲ့ဖိတ်ခေါ်မှုနဲ့ Kremlin နန်းတော်မှာလက်ခံတွေ့ဆုံမှုတွေပေါ်စစ်ကောင်းဆောင်ရဲ့ပျော်ရွှင်မှုကိုအထင်းသာတွေ့မြင်ရကြောင်း လေးစာဆောင်ကြည့်သူတွေကပြောပါတယ် အနောက်နိုင်ငံတွေအဲထုတ်သွင်းဒီမိုကရေစီနိုင်ငံတွေကစန့်ကျင်ခြင်းခံနေရတဲ့နိုင်ငံနှစ်ခုကြားမှာပို့ပြီးတော့အာခိုင်မာတဲ့ပို့ပြီးတော့ပြတ်သားထင်ရှားတဲ့အပူပေါင်းဆက်ဆံသူတို့လုပ်ဖို့အတွက်သူတို့ခြေလှမ်းစတယ်လို့ပဲအဲမြင်ရပါတယ်ခင်ဗျာ စစ်ကောင်းဆောင်ရဲ့အခုခီးစဉ်ဟာရုရှားနိုင်ငံနဲ့ဆက်ဆံရေးမြင့်တင်တဲ့ခီးစဉ်တသက်မဟုတ်ပဲကုန်သွယ်ရေး၊စီးပွားရေး၊ကာကွယ်ရေး၊သိပ္ပံနဲ့နည်းပညာ၊လျှက်စစ်စွမ်းအားစက်မှုစွမ်းအင်ကဏ္ဍတွေပူးပေါင်းဖို့အတွက်လည်းဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ခီးစဉ်တွင်ရုရှားကူညီနဲ့အသေးစားနျူကလ িয়ার တပ်အားပေးဆက်ယုံမြန်မာနိုင်ငံမှာစောက်လုပ်ဖို့အပါအဝင်နိုင်နိုင်ငံသဘောတူညီချက်၁၀ခုကိုစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့နှစ်ဖက်ဘူးတွဲထုတ်ပြန်ချက်တွေအရသိရပါတယ်။ ိုင်ငံတကာရေးလေးလာစောင့်ကြည့်သူတွေကတော့ပြည်တွင်းကလက်နက်ကင်တော်လှန်မှုကိုရင်ဆိုင်နေရတဲ့စစ်ကောင်းဆောင်နဲ့ယူကရိန်းရဲ့အခုခံစစ်ကိုရင်ဆိုင်နေရတဲ့သမရပူတင်တို့ကြားစစ်လက်နက်ရောင်းဝယ်ထောက်ပံ့မှုနဲ့တရားကိုတရားထောက်ခံအားပေးမှုတွေကလေးလာစောင့်ကြည့်စရာလို့အမှတ်ချက်ပြုကြပါတယ်။ဟိုဟာဟိုကျွန်တော်အနေနဲ့တော့ပြည်သူအများစုရဲ့အမြင်အနေနဲ့တော့ပေါ့နော်။အများသောအားဖြင့်ဟိုကမ္ဘာပြည်ပြည်သားတွေအကုန်လုံးရဲ့ အမြင်ကမှုကသူ့ပုံပေါ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အခုပူတီဆောင်လက်တကယ်တမ်းပြောလို့ရှိရင်ငပွားကြီးဖြစ်နေတာပဲ။တကယ်အဲ့အဲ့လိုအခြေအနေကို ရုံးကနိုင်မှုအတွက်ကိုဟိုပူတင်ပူတင်တော့ကပြင်တာပဲ။ပြင်တယ်ဆိုတာကကျွန်တော်ထင်တယ်သူဗမာပြည်ထဲလာတာကအခုသူတို့ဒီနျူကလ িয়ার ဘာနာလို့အဲ့ကိစ္စတခုရတယ်မဟုတ်ဘူး။ကျွန်တော်ထင်တယ်ရေစီအတွက်သူတို့အတွက်နေရာအတွက်ပါပြင်တယ်လို့ကျွန်တော်ယူဆပါတယ်။နော်အဲ့အဲ့ဒါကိုအဓိကက ကဘာစစ်ချင်းမဲ့အရေးရောင်တွေကလည်းဘယ်လက်ရှိအခြေအနေမှာတန်းနေလဲလက်ရှိအခြေအနေမှာအရေးရောင်တွေတွေ့နေရတယ်နော်ခုလူရုရှားနဲ့အပေါ်မှာအခြေပြုပြီးတော့ဘယ်ဖြစ်ဖြစ်ရုရှားနဲ့ဥရောပနဲ့ဖြစ်ဖြစ်ဒီအမေရိကန်နဲ့ဖြစ်ဖြစ်ဇုံရစစ်ဖြစ်မှုစစ်ဖြစ်မဲ့အရေးရောင်တွေတန်းနေလဲဗမာပြည်ကိုခြေကုပ်နေရပြင်လာဖြစ်တယ်လို့ကျွန်တော်အဲ့လိုယူဆပါတယ်ကျွန်တော်ရဲ့ချီချီခီးစဉ်ကိုအစသာကြပြည်စုံ ဆောင်ဝန်ပေးမှုနဲ့ညွှန်ထွက်စွာကျေးဇူးမှုများတွေလည်းလှိုက်လျောစွာကျေးဇူးတင်ရှိပါကြောင်းနဲ့အဆိုရသမရာယူလည်းအခါခွဲတဲ့အချိန်မှာမြန်မာနိုင်ငံကိုချီးကျေးကြီးလာနိုင်ဖို့တွေလည်းဖိတ်ကြားအပ်ပါတယ်